ထိုင်းမြန်မာနိုင်ငံမှာစစ်ကောင်စီကအခိုင်အမာထိုက်ခြားထားတဲ့ထိတာပြူဝါစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကဧပြီလ19ရက်မနေ့ကတိုက်ပတ်လိုက်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။စစ်ကောင်စီတပ်အင်အားတရာကျော်ရှိတဲ့ထိတာပြူဝါစခန်းကိုကိုတော်လိုင်းတပ်တွေကအခုလစနေရနေ့ကစာလို့ပေးဆိုတိုက်ခိုက်နေတာဖြစ်ပြီးမနေ့ကညနေပိုင်းမှာတိုက်ပတ်နေခဲ့တာပါ။ စတင်တိုက်ခိုက်ပြီး9ရက်အကြာမှာထိတာစခန်းကလည်းနေကြီးကိုကိုရရှိခဲ့တာလို့ဆိုပါတယ်။ထိတာပြူဟာစခန်းကိုတိုက်ပွဲမှာကန်ယုန်တန်တိုက်စစ်ထနာချုပ်ကာခစစ်ပြူဟာတက်ယူဟာမှုကိုအတင်ရရှိထားတယ်လို့သိရပါတယ်။ထိတာပြူဟာစခန်းကိုဟာတိခိနေဇစခန်းနဲ့တိခိမြတ်တာနေဇကူတော်ကြီးလန်တို့အတွက်အရေးပါတဲ့စခန်းကိုတစ်ခုဖြစ်ပြီး 1999ခုနှစ်ကတည်းကအခိုင်အမာတက်ဆွဲထားတဲ့စခန်းတစ်ခုလေးဖြစ်ပါတယ်။စကောင်စီတဟာတိခိနေဇာစခန်းဘက်ကိုစကိုရီထမှန်ပို့ထားပြီးမင်းကညာနေပါအတိပက်ခါမှုတွေရှိနေတဲ့အတွေ့တိခိထိတအနီဝန်ချင်းကြေဝါတွေကဒေတာခန်တွေဟာထိုင်းဖက်ချံကိုထွက်ပြေးနေကြရတယ်လို့ဒေတာခန်တွေကပြောပါတယ်။